first 8ဦးကတဦးကတော့အဲတွေ့ပါပြီပေါ့နော်တဦးကတော့ပိုင်ရှင်တွေ့ပါပြီတန်တဲ့သူတွေကတော့အဲ့လိုမျိုးတို့ကနေတို့အပြင်မှာအဲ့လိုမျိုးဒီအစိုးရအုပ်ချုပ်ရေးယုံမှလာပြီးတော့သတင်းမပေးဘဲနဲ့အပြင်မှာတို့ကနေတို့တော်တိုင်ထားတာတွေတော်လှန်ထားတာတွေရှိမှာပေါ့နော်တို့ကိုလည်းပြောပါတယ်ဒီအုပ်ချုပ်ရေးယုံမှ update ဖြစ်ဖို့ပေါ့နော်အဲတို့ပြောတာလောဆယ်တော့ကျွန်တော်အောက်ချုပ်ရေးမူယုံမှာဆင်းရဲမကြည့်ရသေးဘူးခင်ဗျ။ဘယ်နှစ်ယောက်လာတိုင်ထားပြောရည်လဲဘယ်နှစ်ယောက်ကြံလဲပေါ့နော်။ အဲ့ဒါအတိတ်ကျန်လောက်ပြေဖို့လိုတယ်ဟိုကိုချစ်ဦးကမနေ့ကလာပြီးတော့သူ့အမျိုးကလာတိုင်းကြားသွားရယ်ပေါ့နော်ရောကြီးရဖို့အခြေအနေကတော့အစိုးရကတော့သူတို့ပြောထားတဲ့ဟိုစစ်စတန်တိုင်းမှာသွားမှာပေါ့နော်အဲနံပါတ်၁ကတော့အဲပကန်ဆန်ကိုရှိတဲ့သူကတော့အဲ့လိုမျိုးပေါ့ပကန်ဆန်ခုံကနေပြီးတော့ကြော်ကြီးပေးမယ်ပေါ့နော်ပြီးတော့တခြားဒီဒီနေမြေကန်အစိုးရရဲ့ဟိုသတ်မှတ်ထားတဲ့ဒီမျက်နှာကြီးပေါ့နော်အဲထောက်ပန်းငွေပေါ့အဲ့ဒါတွေရမယ်ခင်ဗျ ီလို့ရှင်အဲဘာမှအထောက်အထားမရှိတဲ့သူတွေကတော့အဲဒီတထေးတွေကပဲပေးရမယ်ပေါ့အဲ့ဒီပေးဖို့အတွက်လည်းကိုကိုတိုင်းလိုက်ပြီးတော့တောင်းကြမယ်ပေါ့အစိုးရကနေပြီးတော့ပဲတကယ်ကိုဆာရဆာရန်ရှိတဲ့သူတွေအတိုင်းခံစားခွင့်ရအောင်အစိုးရကနေပြီးတော့လိုက်ပြီးတော့ဖြည့်စင်ပြီးတော့အတင်းကျလိုက်ဟိုဖိအားပေးပြီးတော့ပေါ့နော်ပြီးမယ်ပေါ့နော်အဲဆိုတော့ခိုင်းမြောင်မြန်မာတွေရောလက်ရှိအနေထားမှာတော့ကြော်ကြီးရဖို့ဆိုလို့ရှင်အဲ့လိုမျိုးပေါ့ဆာရဆာရန်တက်တေးထောက်ထားနဲ့အရင်ဆုံးတင်ပြ၆ထားစေအနေထားမှာပဲရှိနေပါတယ်ခင်ဗျဘယ်သူမှအဲ့လိုမျိုးတစ်လုံးနဲ့တစ်ခေတည်းရတဲ့အခြေအနေမှာမရှိသေးဘူးနော် ိုင်းဆိုရပုံမှန်လင်းလင်းပြပြတသားပြောတာပြီးဒီထဲမှာအမျိုးရှိတော့လကောင်းမျိုးမရှိတော့လကောင်းအထောက်အထားမရှိတဲ့သူတွေပါတယ်ဆိုလို့ရှင်အဲသက်ဆိုင်ရာမိသားစုဝင်ပေါ့နော်အဲလာပြီးတော့ဒီမှာတိုင်ကြားနိုင်တယ်ပြီးလို့ရှင်သူတို့ကိုကြတော့အစိုးရအနေနဲ့ကပေးမဲ့ပတ်စံပေးဖို့အတွက်ဒီအာမခံမရှိတဲ့ခါကျတော့ခုနကလိုမျိုးရိုးရိုး သဘာဝ BND ရဲ့ကုငွေလောက်ပဲပေးနိုင်မယ်ပေါ့နော်။တန်တဲ့နင်နာကြီးဆုံဆုံကြီးကြတော့ဒါဒီသထေးတွေရပဲသူတို့ငားထားတဲ့အလုံးရှင်တွေသထေးတွေဒီကန်ဂရိုက်တွေရပဲပေါ့နော်။အကုန်ကြခံပြီးရမယ်ပေါ့အကောလုံးပေါ့ဒီအတရားဝင်တွေကိုပေးတဲ့အတိုင်းအကောလုံးပေးရမယ်ပေါ့အဲ့ဒါလည်းအစိုးရလည်းသူလုပ်ပေးမယ်ပေါ့နော်။သူတို့ပေးဖို့အတွက်ဖြစ်အားပေးပြီးတော့အာပေးခိုင်းမယ်ဆိုပြီးတော့သူတို့ကအတိအလင်းပြင်ညာထားတာရှိပါတယ်ခင်ဗျ။ ကတော့ကျွန်တော်တို့ကတော့အစိုးရဌာနပြီးပြီးပေါ့ကျန်းမာရေးဌာနအုပ်ချုပ်ရေးဌာနပြီးလို့ရှိရင်ခုနအမကန်ဌာနပြီးတော့တခြားသောဒီ NGO တခြားသောလူမှုအဖွဲ့အစည်းတွေနဲ့လည်းထိုင်းတရင်ဌာနတွေနဲ့လည်းချိတ်ဆက်ပြီးတော့တရင်အချက်လက်တွေပေးတယ်ဘာသာပြန်ပေးတယ်ပြီးလို့ရှိရင်လုံးဝပေါ့နော်တို့မှရှိတဲ့အခက်အခဲတွေကိုနားထောင်ပေးတယ်အဲတို့အားပေးနဲ့တိုက်ပေးတယ်ပေါ့နော်တနင်္လာနေ့ဘက်ကလည်းဥပဒေပေါင်းအတွင်းအကူညီလို့ရတဲ့ဟာကူညီတယ်ဥပဒေပေါင်းအတွင်းအကူညီလို့မရတဲ့ဟာ အရာတွေကြတော့တခြားသောလူမှုအဖွဲ့အစည်းတွေကိုချိတ်ဆက်ပြီးတာတွေအဲ့ဒါတွေကိုကျွန်တော်တို့တောက်လျှောက်လုပ်နေခဲ့တာဖြစ်ပါတယ်ခင်ဗျ